ဒီနေ့မှာတော့ဟွေစိန်ကဒါစမ်းကြောင်းမြို့နယ်မှာရှိရဲပေါ့နော်ထင်ရှားတဲ့နေရာတွေလဲပတ်လို့ရတဲ့နေရာတွေကိုအခုကြည့်နေတဲ့ပရိသတ်ကြီးတွေကိုလိုက်ပြပေးမလို့အတွက်ရောက်နေပါပါအဲဆိုလို့ရှိရင်အခုရှေ့မှာမြင်တွေ့ရတဲ့နေရာကတော့ဟန်တာဝတီစစ်တင်းချိုင်းပဲဖြစ်ပါရဲ့ရှင် ဒီဟန်နာဝတီစစ်တင်းချိုင်းကမြန်မာနိုင်ငံရဲ့အစောဆုံးစစ်တင်းချိုင်းဆိုလည်းဖြစ်တယ်။ဒီစစ်တင်းချိုင်းမှာဆိုလို့ရှိရင်ဒီပထမကဘာစစ်နဲ့ဒုတိယကဘာစစ်အတွင်းမှာဒီကြဆုံးသွားတဲ့ပေါ့နော်မဟာမိတ်တပ်သားတွေရဲ့အုပ်ဂူတွေလည်းရှိပါတယ်။ဒီစစ်တင်းချိုင်းဆိုလို့ရှိရင်အရင်တော့ကတော့မနက်7နာရီကနေပြီးတော့ညနေ4နာရီအထိဖွင့်တယ်လို့သိရပေမဲ့ဒါအခုကတော့ဒါပိတ်ထားတယ်ပေါ့နော်ဘသူမှပေးမဝင်တာတော့မြင်ခဲ့ရပါတယ်။အခုဟန်နာဝတီစစ်တင်းချိုင်းကိုရိုက်ပြပေးသွားပြီဆိုတော့ဆန်းရောင်မြို့နယ်တွေကဒါနောက်ထပ်တနေရာခေါ်သားပေးပါမယ်။လိုက်ခဲ့ကြပါအောင်။ အခုရောက်နေတာကတော့စမ်းကြောင်းမြွနယ်ထဲမှာမကြီးကြီးလန်းပါမကြီးကြီးလန်းလို့ဘာလို့ခေါ်တာလဲဆိုတော့ဟိုးရင်တုန်းကဒီမကြီးကြီးဆိုတဲ့အမျိုးသမီးတူအားပေါ့နော်အရန်လန်းချမ်းသာတယ်ပြီးတော့သူကဒီစမ်းကြောင်းမြွနယ်ထဲမှာဒါမြေအကြီးအများကြီးပဲပိုင်နေပေါ့နော်အဲ့ဒီမကြီးကြီးဆိုတဲ့အမျိုးသမီးကဒီသူ့ပိုင်တဲ့မြေတွေကိုပေါ့နော်ဒီလန်းဖောက်ဖို့ဆိုပြီးတော့လှူခဲ့တယ်အဲ့ဒါကြောင့်မလို့သူအစွဲပြုပြီးတော့မကြီးကြီးလန်းလို့ခေါ်တာဖြစ်ပါတယ်ဒီမကြီးကြီးလန်းဆိုရင်ဒါပြည်လန်းကနေပြီးတော့ဒီကျွန်တော်လန်းအထိပေါ့နော်လန်းတောက်လျှောက်ဖောက်တာတယ်ပြီးတော့ဒီကျွန်တော်လန်းကနေပြီးတော့ဟိုးဘက်ဘိုဟိုလန်းအထိလန်းလန်းဖောက်ထားပါသေးတယ် အခုကဒါမကြီးလန်းကလည်းဒါဆန်းကြောင်းမြို့နယ်တန်းမှာဆိုထင်ရှားတဲ့လမ်းတစ်ခုတည်းမှာပါရပေါ့နော်အဲ့တော့မကြီးလန်းပြီးသွားပြီဆိုတော့ဟိုဘက်ခြမ်းမှာမဟာမြန်လန်းရှိပါသေးတယ်မဟာမြန်လန်းကိုတားကြပါမယ် ခုကတော့စံကြောင်မြွနယ်တရားမဟာမြိုင်လမ်းပေါ်မှာပါဒီစံကြောင်မြွနယ်မှာအထက်တန်းကျောင်း၄ကျောင်းရှိရပေါ့နော်အဲ့ထဲမှာမှာအခုဒီအထက်ကနေစံကြောင်ဆိုရင်ကျောင်းတော်ကြီးကဒါတစ်ခုတည်းသော main ကလေးကျောင်းပဲဖြစ်ပါတယ်ဒါယောက်ျားလေးတွေကဆိုလို့ရှိရင်တော့ဒါမူဂျိုကနေပြီးတော့ဒါ၄တန်းထိပဲတက်လို့ရရပေါ့နော်ငွားကိုတိုင်ကလည်းမှန်တမ်းပြောရရင်ဒီကျောင်းမှာပဲ၁၀တန်းထိတက်ခဲ့တာပါမှမဲရပြောမယ်ဆိုလို့ရှိရင်၄တန်းတော့ပေါ့နော်ဒီကုန်းလာရီလာတငငချင်းနေဆိုတာစော်ရင်းနေဒီအတန်းထောင်းမှာရှိတဲ့ခေါ်ပြားကိုပေါ့နော်တက်နေပြီပေါ့ကျိုးရလို့ကျော်လိုက်ရပေါ့နော်အဲ့လိုမျိုးအဖြစ်ပြက်လေးလည်းရှိခဲ့ကြပါတယ် အခုကြည့်နေပရိသတ်ကြီးတွေထဲမှာလည်းဒီအားထားကနေဆန်ချောင်းကျောင်းတော်ကြီးမှာတက်ခဲ့ဘူးတဲ့သူတွေရှိလို့ရှိရင်ဒါအမှတ်တရအဖြစ်ပြက်လေးရှိလို့ရှိရင်လည်း comment မှာရေးပေးသားဖို့တဲ့ပြောချင်ပါရဲ့ရှင်ဒီအားထားကနေဆန်ချောင်းကျောင်းอ่ะဆိုလို့ရှိရင်ဒါ Saint Philomena ကျောင်းလို့လည်းခေါ်တယ်ပေါ့နော်ပြီးတော့ဒီကျောင်းอ่ะဆိုလို့ရှိရင် Sheehan အမွေနှစ်စင်ရင်းဝင်အဆောင်အထုလည်းဖြစ်ပါတယ်ဒီကျောင်းမှာဆိုလို့ရှိရင်တော့အဆောင်တွေကဒါ17ဆောင်22ဆောင်လောက်ထိရှိရပေါ့နော်အားထားကနေဆန်ချောင်းကျောင်းတော်ကြီးอ่ะဆိုလို့ရှိရင်ဒါအထက်မှာအရန်ကိုအေးချမ်းပြီးတော့ပညာသင်ရလို့ကောင်းတဲ့ကျောင်းလေးကျောင်းလေးဖြစ်ပါတယ်အခုကတော့ဒါကျွန်းတော်လမ်းမောက်မှာပါဒါကျွန်းတော်လမ်းမောက်မှာဆိုလို့ရှိရင်အခုတွေ့ရ လမ်းဒါဟင်းသဒလမ်းပေါ့နော်ဒီလမ်း ခင်တရာလမ်းပြီးသွားလို့ရှိရင်ဟိုဘက်ရှိကိုဆက်သွားမယ်ဆိုလို့ရှိရင်ပသိမ်လမ်းမြောင်းမြလမ်းဖြာပုံလမ်းမဥပင်လမ်းပေါ့နော်ဟိုညောင်လုံးလမ်းကြီးရှိရဲအဲ့လမ်းတွေအကုန်လုံးကမသိလို့ရှိရင်အရာဝတီတိုင်းကိုရောက်သွားလို့ခံရရပေါ့နော်ဒီကျွန်တော်လမ်းမှာရှိတဲ့လမ်းတွေအကုန်လုံးကအဲ့လိုမျိုးအရာဝတီတိုင်းကနာမည်တွေအစွဲပြုပြီးတော့မှဲ့ထားပါအာဒီလမ်းတွေတွေမကသေးဘူးပေါ့နော်ဘိုလမ်းဘက်ကိုဆင်းသွားမယ်ဆိုလို့ရှိရင်လည်းအာကြန့်ခင်းလမ်းတို့အင်ကပူလမ်းတို့ဆိုတာရှိပါသေးတယ်အဲ့တော့အခုဒါကျွန်တော်လမ်းမပေါ်မှာဒီလမ်းတွေကိုလိုက်ပြပြီးသွားပြီဆိုလို့ရှိရင်တော့ဒါဘိုလမ်းဘက်ကိုဆက်သွားကြပါမယ် ောင်းမြို့နယ်ရဲ့ဗဟိုလမ်းမပေါ်ရောက်နေရပါဗဟိုလမ်းကတော့ဖုံးရံတွေကနေပြီးတော့ပေါ့နော်အခုထိညနေဘက်တွေဆိုလို့ရှိရင်ဒါဈေးဆိုင်တွေလက်ဖက်ရည်ဆိုင်တွေနဲ့အများနဲ့စီကားနေတုံးပဲဖြစ်ပါတယ်ဒီဗဟိုလမ်းမပေါ်မှာဆိုလို့ရှိရင်ဝတ်သားတုတ်ထိုးတို့ပြီးလို့ရှိရင်တမောတီထောင်းဆိုင်ကွစ်တီယိုဆိုင်ဗဟိုလမ်းမပေါ်နဲ့ပသိမ်လမ်းရဲ့ဒါမြဆောင်းထိုးမှာဆိုလို့ရှိရင်ပေါ့နော်နမဲကြီးအုံးရည်ဆိုင်လည်းရှိပါတယ်အဲဆိုင်ကအုံးရည်ကအရင်တောက်လို့ကောင်းပါတယ်အဲကြောင့်မလို့ဟိုကအုံးရည်ဝယ်တောက်လိုက်ပါဦးမနေနိုင်တော့ဘူးအခုကနေရမ်းပွဲခါကြောင့်အုံးရည်အရင်တောက်ချင်နေပြီ အောင်ရင်ဘယ်လိုရအောင်လဲတစ်ခွက်3လောက်ပါလေတစ်ခွက်3လောက်နှစ်ခွက်ပေးအခုဆိုင်ခွက်ကဘယ်လောက်ရှိသွားလဲဆယ်စုနှစ်လောက်ရှိပြီဟုတ်တယ်ဆယ်စုနှစ်လောက်ရှိပြီအရင်ကကြာပြီတော်တော်ချာခဲ့ပြီဒီအောင်ရင်ဆိုင်ရလေကျေးဇူးပါဒါလုံးက natural အုံးရအမြည်တိုက်တာပါတဲ့။ဟောဟုတ်။အေးဟောပဲကောင်းလိုက်တာ။ဦးကျော်လည်းတော့ ဆိုလို့ရှင်တော့ဒါဗဟိုလန်းခွာဈေးခေါ်မှာပေါ့နော်ဈေးဆိုင်တွေကအပြည့်ပဲအခုဗဟိုလန်းမော်မှာဆိုရင်ဒါညာဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှင်တော့ဒါညတိတာလန်းမှာညတိတာလန်းဆိုလို့ရှင်တော့ဒါခွာဈေးပေါ့နော်ဒီခွာဈေးကဆိုလို့ရှင်မနက်တည်းကနေပြီးတော့ဒါညအထိကိုဒါဟင်းသီးဟင်းရွက်တွေအသားငါးတွေလို့ရှင်ဖျားပန်းတွေနဲ့ ါဆိုင်နေအများကြီးပဲရှိပါတယ်။ဒါကတော့ခွာစေးစေးယုံကြီးပါ။အခုကျွန်တော်လမ်းထဲကနေထွက်လာပြီဆိုတော့ဒါဆန်းကျောင်းမြို့နယ်ဘရုံမာလန်းကိုရောက်နေတာပါ။ဒါဘရုံမာလန်းဆိုတာကဒါဆန်းကျောင်းမှာနေဝဲတဲ့သူမဟုတ်လို့ရှိရင်တော့ပါပေါ့နော်။ဒါဘရုံမာလန်းလို့ပြောလိုက်တာနဲ့စားတောက်ဆိုင်နေဘားတွေပြည့်နေတယ်လမ်းဆိုပြီးတော့သိကြပါရဲ့။ပြောရမယ်ဆိုလို့ရှိရင်ဒါလာတာမြို့နယ်မှာဆိုရင်16လမ်းကနာမည်ကြီးသလိုမျိုးပဲ။ဆန်းကျောင်းမြို့နယ်မှာဆိုလို့ရှိရင်ဒါဘရုံမာလန်းအရင်မဲ့နာမည်ကြီးရပါတော့။ဒီ visually ဒိန်ချင်းဆန်းကျောင်းဆိုလိုက်တာတအားနာမည်ကြီးရပါတော့။ဒီဆိုင်မှာဆိုရင်ဖတ်လို့ဒါလည်းရပါတယ်။ဒါဘရုံမာလန်းအခုနည်းနည်းလေးဆုံးနေသေးလို့ပေါ့နော်။ဒါညနေ6နာရီနောက် ိုင်းတော့ဆိုရင်တော့ဒီဗဒုံမာလန်ကတအားကိုစီတာပါဗဒုံမာလန်ကနေထွက်လာမယ်ဆိုလို့ရှိရင်တော့ဒါကတော့စံကြောင်းလန်ပေါ့နော်စံကြောင်းလန်ဆိုတာကဒီစံကြောင်းမြို့နယ်မှာရှိတဲ့အရှိဆုံးလမ်းမဖြစ်ပါတယ်စံကြောင်းလန်မှာဆိုလို့ရှိရင်လည်းညနေဆိုလို့ရှိရင်ဈေးဆိုင်လေးတွေဟာဟင်းသီးဟိရွက်ဆိုင်လေးပေါ့နော်အများကြီးပဲတွေ့ရမှာပါဗဒုံမာလန်ထိပ်မှာဆိုလို့ရှိရင်ဒါစပရစ် မခင်စတိုးလည်းတွေ့ရမှာပါဒီမခင်စတိုးမှာဆိုလို့ရှိရင်အလှကုန်တွေလူသုံးကုန်တွေပြီးလို့ရှိရင်ဒါဖုန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေရောပဲပေါ့နော်အခုဆိုရင်တချံသားလည်းနီးလာပြီဆိုတော့ဒါရေပြုတ်တဲ့လက်တွေရောင်းနေရအောင်လည်းမြင်တွေ့ရမှာပါဒါဆန်းကျောင်းမှနေတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒါဘာပစ္စည်းပဲလို့လို့ဒီစပရင်မှာပဲလာပြီးဝယ်ပြစ်တာပဲများရပေါ့နော် ီ sprint မှာပေါ့နော်ဒါပိတ်ရတယ်ဆိုလို့ရှိရင်လူတွေကပို့ပြီးတော့များရယ်ပေါ့နော် sprint ဘက်ကနေပြီးတော့ပြည်လမ်းဘက်ကိုလာမယ်ဆိုလို့ရှိရင်တော့ဒါဒဂုံဆန္ဒအတူရယ်ပြီးတော့ခမုံပွင့်တွေကိုတွေ့ရမှာပါဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဘရုံမှာအပန်းချောင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဘရုံမှာပန်းညာဆိုလို့ရှိရင်လည်းပိတ်ရတယ်မှာဆိုလို့ရှိရင်ပေါ့နော်အပန်းဖြေတဲ့သူတွေအများကြီးပဲလာကြတာတွေ့ရပါတယ်ဒီဘရုံမှာပန်းချောင်ရဲ့ဘေးလမ်းထဲမှာဆိုလို့ရှိရင်လည်းအရန်ကိုမှနမယ်ကြီးတဲ့ဥကျော်မူလာလက်ဟောင်းထမင်းမောင်းဆိုင်တွေရှိပါတယ်ဒီဆန္ဒဆိုလို့ရှိရင်ဟိုးရင်ကရရှိတဲ့ဆိုင်တစ်ခုပါအရန်လည်းစားလို့ကောင်းပါတယ်အခုကတော့ဒါဘဟုလန် န်းနေပြီးတော့ဗဲဗဲချောင်းကိုချိုးလာပါတော့ချိုးလာမယ်ဆိုလို့ရှိရင်တော့ကိုထက်ကြီးဖះကိုမြင်တွေ့ရမှာပါဒါစမ်းကြောင်းမြို့နယ်ရဲ့ဒါထင်ရှားတဲ့ဒါတကိုးကြီးကိုထက်ကြီးဖះကိုလည်းလုံးဝချန်ခဲ့လို့မရပါဘူးဒီကိုထက်ကြီးဖះမှာဆိုလို့ရှိရင်နေ့တိုင်းကိုဒါရတရာလာချေတဲ့သူတွေဖះလာဖူးကြတဲ့သူတွေအများကြီးပဲရှိပါတယ်ဒီနေ့ကတော့ဒါမှွေစင်ရတော့ဒါစမ်းကြောင်းမြို့နယ်တခွင်ပေါ့နော်ပြည့်ပြည့်စင်ရှောက်မှွေကြတာဖြစ်ပါရဲ့ရှင်နောက်ဘက်တွေမှာဘယ်နေရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်ကြည့်ပေးကြပါဦးရှင် See you in next video